ရန်ကုန်တိုင်းတကုံမြို့တဲတောင်ပိုင်းနဲ့မြောက်ကလာဘတို့မှာမလာ၆ရက်က96ဘီလီယံတန်ဖိုးရှိတဲ့မွေးရည်စေဝါများဖန်စီရမရာရောင်းချရန်စီမံခန့်ခွဲသူဟာအာရခတက်တော်အေရဲ့စီပွားရေးတာဝန်ခံဖြစ်တယ်လို့စစ်ကောင်စီကမလာ၁၈ရက်နေ့မှာ ထုတ်ပြန်ပါတယ်။မွေးရည်စေဝါအမှုဟာမမိတို့အဖွဲ့အစည်းပေါ်မွေးရည်စေဝါဖမ်းမိတဲ့ကိစ္စနဲ့အတင်းဆက်ဆက်ပတ်သက်နေတဲ့ဆိုတဲ့ဆွဆွဲချက်မျိုးမှာမမိတို့အဖွဲ့အစည်းနဲ့ဆက်ဆက်မှုမရှိဘူးလို့အေကဒီကနေ့မှာထုတ်ပြန်ပါတယ်။ မူရစေဝမှုဟာအေကိုမစီမဆိုင်အတင်းရိုးဆွတ်တဲ့ဆွဆွဲချက်ဟာယုတ်တိလုံးဝမရှိတဲ့အပြင်နိုင်ငံရေးတိုက်ခါရှာသောဆွဆွဲချက်တစ်ခုသာဖြစ်တယ်လို့ဆိုပါရယ်။စီရဲရချုံနေနေတဲ့စစ်ကောင်စီဟာအိနေချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအလဲမှာအချက်ရနေချင်းချက်ရန်ရန်ကအေကိုအညှိုးတေးကြီးစွာနဲ့နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်မှုအဖြစ်ရှုမြင်သုံးသပ်တယ်လို့အေကထုတ်ပြန်ပါရယ်။ထို့အပြင်ဒူးစရိုက်မှုများမူရစေဝကိစ္စရဲ့အပြင်ခေတ်သစ်အွန်လိုင်းလောင်းကစားကြားဖြန့်လုပ်ငန်းများမှာလည်း စစ်ကောင်စီရဲ့ထိန်းချုပ်နေရာများတွင်သာတွေ့ရှိရပြီးစစ်ဗိုလ်ချုပ်ကြီးများပါဝင်နေတာကိုလည်းတွေ့ရှိရတယ်လို့ဆိုပါတယ်စစ်ကောင်စီနဲ့နိုင်ငံတော်ဆီအေရရှုံးနေနေတဲ့အချိန်မှာမူရစ်စစ်ဝါနဲ့ပတ်သက်ပြီး ULAA ကိုဆွဆွဲနေခြင်းဟာနိုင်ငံရေးအောက်လုံးများနဲ့အချိန်ကိုက်ထိုးနှက်တိုက်ခိုက်ခြင်းသာဖြစ်တယ်လို့ AA ကဆိုပါတယ်စစ်ကောင်စီအနေနဲ့ခေတ်ဆက်ဆက်ကပင်သူတို့ကိုတော်လန်ပုံကန်တဲ့သူတွေကိုညှိနှိုင်းဆွေးနွေးဖို့မလိုတဲ့ရန်ဘတ်တွေလို့အမြဲတမ်းထားပြီးတော့ကြီးမားတဲ့တုံ့ပြန်မှုအနေနဲ့တရင်မအမျိုးမျိုးပြုတ်လောက်က တိုက်ခိုက်မှုပုံစံနဲ့သတင်းမီဒီယာရုပ်သံစာတာတွေနဲ့လုံခြံဖန်တီးတိုက်ခိုက်ခဲ့တာဟာလည်းဆယ်စုနှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်တယ်လို့အေကဆိုပါတယ်။ရန်ကုန်မှာမလ၆ရက်နေ့ကမြန်မာကျပ်ငွေ66ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရစ်ဆေးတွေနဲ့အတူမူရစ်မှောင်ခိုကိုင်းအဖွဲ့တခုကိုဖန်စည်းဖို့ထုတ်နိုင်ခဲ့ပြီးအဲ့ဒီမူရစ်ဆေးဝါးတွေဟာရှမ်းပြည်နယ်ဝါကိုပိုင်းအိုးရှေခွန်းရဒေသပန်ဆန်းမြို့ကနေရန်ကုန်ကိုဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ရန်ကုန်ကနေမလေးရှားပင်လယ်ပြင်ကိုရှိတ်ဆက်ရောင်းချတဲ့နေရာမှာ အေရဲစီဝါရဲတာဝန်ကကိုရဲဝင်ခါကိုကျော်ဆိုးလင်းနဲ့ဇနီးဖြစ်သူ မတ်တီရာမြင့်တို့ကိုစီမံလုံဆောင်နေတဲ့အတွက်ဒီမူရဲစီဝါတွေဟာအေနဲ့ဆက်ဆက်နေတယ်ဆိုပြီးတော့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။